Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ Facebook ပေါ်မှာလုံးဝလုံးဝလုံးဝမလုံတဲ့တဲ့အရေးကြီးဆုံးအချက်၅ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့စားလိုက်ကြရအောင် Facebook ပေါ်ကနေဒေါ်လာဝယ်ငွေရှာခြင်းနဲ့မိတ်ဆွေတွေအတွေ့ရောဒေါ်လာဝယ်ငွေရှာနေတဲ့သူတွေအတွေ့ရောမဖြစ်မနေဒီအချက်၅ချက်ကို မလိုက်နာဘူးဆိုလို့ရှိရင် ကျွန်တော်တို့ကဒေါ်လာဝင်ငွေရှာလို့ရမှာမဟုတ်တော့ဘူးဗျဆိုတော့အဲ့ဒီအချက်၅ချက်ကဘာတွေလဲကျွန်တော်တစ်ချက်ကြည့်ရအောင်နံပါတ်1အချက်နေရာမှာ ကျွန်တော်တို့ကသူများဓာတ်ပုံတွေသူများဗီဒီယိုတွေ YouTube ကနေဒေါင်းလွှဲဆွဲတာတွေ TikTok ကနေဒေါင်းလွှဲဆွဲရာတွေကိုအဲ့ဒါတွေလေကို Facebook ပေါ်မှာလုံးဝလုံးဝလုံးဝမတင်ပါနဲ့အဲ့ဒါလေးတွေကိုတင်မယ်ဆိုလို့ရှိရင် ကျွန်တော်ရဲ့အဝယ်ငွေလမ်းကြောင်းပိတ်သွားပါလိမ့်မယ် reduce content မိပြီးတော့ ျွန်တော်ရဲ့အကောင့်ပြတ်သွားမယ်ဝင်ငွေလမ်းကြောင်း ပိတ်ခိုင်းရမယ်အဲ့ဒါနံပါတ်၁ချက်နံပါတ်၂အချက်နေရာမှာကျတော့ကျွန်တော်တို့ကဒီနာမည်ကျော်တယောက်ဆောင်တွေရဲ့ဗီဒီယိုဖိုင်လေးတွေကိုအဲယူပြီးတော့ Facebook ပေါ်မှာတင်တာတွေပြီးရင်ဇက်ကားတွေကိုအဒီကျွန်တော်ကြိုက်တဲ့နေရာကိုဖျက်ပြီးတော့တင်တာတွေအဲ့ဒါလေးတွေကိုလည်းလုံးဝလုံးဝမလုပ်ပါနဲ့အဲ့ဒါလေးတွေကိုလုံးမယ်ဆလို့ရှိရင်ဝင်ငွေလမ်းကြောင်းပိတ်ခိုင်းရပါလိမ့်မယ်နံပါတ်3အချက်နေရာမှာကြတော့ copyright copyright ထိခိုက်စီနိုင်တဲ့ background music တွေလုံးဝလုံးဝမသုံးပါနဲ့အဲ့ဒါလေးတွေကိုသုံးပြုမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Facebook account က copyright ထိမယ်ကျွန်တော်ဝင်ထားတဲ့ပတ်စံတွေလည်းတရားမှာ80ရာခိုင်နှုန်းလောက်က copyright ပိုင်ဆိုင်တဲ့သူတွေကရမယ်ပြီးရင်နောက်ပိုင်းမှာ copyright ထိတာတွေများလာရင်ကျွန်တော်ရဲ့ account လည်းဝင်ငွေလမ်းကြောင်းပိတ်သွားပါဖြစ်ပါတယ်ဆိုတော့အဲ့ဒါကြောင့် copyright ထိနိုင်တဲ့ background music တွေကိုလုံးဝလုံးဝအသုံးမပြုပါနဲ့တကယ်လို့ဒီ background music ကို အသုံးပြုချင်တဲ့ဆလုံးရှိရင် Meta Facebook က background music ကိုပေးထားတဲ့အရာတွေသုံးလို့မကုန်နိုင်အောင် background music million ကျော်ပြီးတော့ရှိတယ်အဲ့ဒါလေးတွေကိုယူပြီးတော့သုံးပါအဲ့ဒါအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်နံပါတ်၄အချက်နေရာမှာကြတော့ shocking ကျွန်တော်သဆုံတယောက်ကိုထိတ်လန့်စေနိုင်တဲ့ video file တွေပြီးရ violation ဖြစ်နေတဲ့ဥပမာ လူဥပမာလူကြီးကကလေးကိုဟိုရိုက်တာတွေကလေးကိုဆုံးမပြီးတော့တကုံရိုက်တာဘာနေရအဲ့လိုမျိုးတွေလဲလုံးဝလုံးဝတင်လို့မရအောင် violation တီမှာဖြစ်ပါတယ်ပြီးရင် sexual contents လို့ခေါ်တယ်ဒီ80 plus နဲ့ဆိုင်တဲ့ video file တွေကိုတင်တာတွေရှောင်ရမှာဖြစ်ပါတယ်နံပါတ်5ချက်နေရာမှာကြတော့ကျွန်တော်ကတဲ့င်းမာတွေ for information တွေကို လုံးဝလုံးဝကျွန်တော်ပြီးအကောင်းမှာမတင်ပါနဲ့သူများတင်ထားတာရှိရင်လည်းလုံးဝလုံးဝသွားမရှဲပါနဲ့ဒီအရေကိုထိခိုက်နိုင်တယ်ဘာလို့ထိခိုက်နိုင်လဲဆိုလို့ရှိရင်ဒီဟာကတတင်းမတင်တာကို face shake လုပ်ပြီးတော့မှ Facebook ကတီးသွားတယ်တဆုံတယောက်ကဒီကောင်ကတတင်းမတင်တယ်ဆိုပြီးတော့ low report ထုတ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့အကောင့်ကပြတ်သွားနိုင်တယ်ဝင်ငွေလမ်းကြောင်းလည်းထိခိုက်ပြီးတော့ပျက်စီးသွားမှာဖြစ်ပါတယ် ဆိုတော့ကျွန်တော်အခုပြောပြနေတဲ့နေလန်း၅ခုကိုတေချာလိုက်လာတယ်တေချာလိုက်လို့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဝင်ငွေလမ်းကြောင်းပွင့်နေပြီးသားဆိုလို့ရှိရင်ကျွန်တော်ရဲ့အကောင့်ကရရှိခံမယ်တကယ်လို့ဒီကျွန်တော်ခုပြောရထားတဲ့နေလန်း၅ခုကိုမလိုက်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့အကောင့်ကဝင်ငွေလမ်းကြောင်းပိတ်ခံရမယ်ဆိုတော့အဲ့ဒါလေးတွေကိုတေချာလိုက်လာပြီးတော့တတိထားပြီးတော့အကောင့်ကိုအသုံးပြုမယ်ဆိုလို့ရှိရင်ကျွန်တော် Facebook ပေါ်မှာဒေါ်လာဝင်ငွေလည်းအများကြီးရှာလို့ရမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုမိတ်ဆွေအတွက် ံးဝယ်မယ်လို့ကျွန်တော်ထင်ပါတယ်ဒီဗီဒီယိုလေးကို like and share လေးနဲ့ဖြည်းဖြည်း select အားပေးကြပါအောင်လို့ကျွန်တော်ပြောချင်တယ်ဒီဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲအဆုံးသတ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာကျန်တဲ့ဆုံးတွေ့ကြပါမယ်ခင်ဗျာ